ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်စီတင်ကနေပြီးတော့တွန်လန်ပြည်သူအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းပဲပေါ့နော်ဒါလူမှုလူမှုကွန်ရက်ပေါ်ကနေပြီးတော့ထူးခြားတဲ့သတင်းတွေကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လည်တင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူဗီဒီယိုဆုံးထိ like ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲစမယ်โอเคဒီနေ့တော့မဟုတ်မနေ့က အာကျွန်တော်တွေ့တာပေါ့နော်သူကြသတင်းနှစ်ခုတွေ့တယ်အာဒီသတင်းတွေကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဖြူစော်တီကောင်းဆောင်တယောက်ကိုဖမ်းမိတဲ့သတင်းရယ်အာပြီးတော့ TNL ရဲ့သတင်းစာရှင်းလင်းပွဲသတင်းရယ်ဒီနှစ်ခုတွေ့တယ်ပေါ့နော်ဒီနေ့ဒီအကြောင်းနှစ်ခု ਨੇ ကျွန်တော်ဒီကျွန်တော်မြင်နေပေါင်းဆက်ပြီးတော့အာပြောသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ခုကအာဖြူစော်တီကောင်းဆောင်တူးကိုမိသားစုလိုက်ဖမ်းမိတယ်ဆိုတဲ့သတင်းတစ်ခုဖြစ်ပါတယ်အဲ့တော့ သူရဲ့ဘောတော့အာသူကဘယ်သူလဲအာဟိုကလဲဆိုတာပြောရမယ်ဆိုရင်တော့သူကပဲခူးတိုင်းညောင်လေးပင်မှာဘောတော့အာပြည်သူတွေကိုအရှင်လက်လက်လယ်လီတပ်ဖြတ်မှုအပါဝင်ပြည်သူ20ကျော်ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ဒီပြူစောတိကောင်းဆောင်လှိုင်မင်းပဲဖြစ်ပါတယ်သူကိုဒီဧပြီလ15ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုံမျိုးကိုလာရောက်တဲ့အချိန်အာကျွန်တော်တို့အာပြည်သူ့ကာကွယ်ရေးတပ်မတော်ဘောနော် PDF ရဲ့ viewer 29အမှတ်နှစ်စစ်တီတာကိုရနေပြီးတော့လက်ရဖမ်းဆီးပြီးတော့သူ့ရဲ့ဝန်ခံထားတဲ့ video file ထွက်ပေါ်လာတာပဲဖြစ်ပါတယ်အဲ့တော့သူကအဓိကတော့ဗောနော်စစ်တပ်တဲ့ဆိုရင်ခမာယာ20ခမာယာ94ခလာယာ91တမခွန်ခွန်နဲ့ပူပေါင်းပြီးတော့သူတို့ကစစ်ကြောင်းတွေမှာလိုက်ပါတယ်နောက်ပြီးတော့ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တက်ဖြတ်တယ်အာ စစ်တပ်ရဲ့ခိုင်းစစ်မှုတွေလည်းပါတယ်သူတို့ကိုယ်တိုင်လုပ်တာကြီးလည်းပါတယ်ဒါတွေကိုဝန်ခံထားတဲ့ video file အာကျွန်တော်တို့ထွက်ပေါ်လာတာအားလုံးလည်းတွေ့ပါလိမ့်မယ်ပေါ့နော်အဲ့တော့သူတို့ကတော့ဒီအဲဒီတဲ့တွေမှာသူဝင်သူတို့လုတ်ခဲ့တဲ့ပြစ်မှုတွေကတော့အများကြီးပဲဒီတဲ့အာတချို့ဥစားတွေကိုပြောမယ်ဆိုရင်ကျွန်တော်တို့ညောင်လေးပင်ပစုံမြောင်းကြီးရွာမှာဟိုဘောနော်ကျွန်တော်တို့ခါလာ51နဲ့တွဲပတ်ပြီးတော့နေမြရှင်းလင်းပြုလုပ်စဉ် မိသားစုဝင်သုံးဖို့ဖန်းစည်းစစ်ဆေးတယ်ပြီးတော့အိမ်ကိုမီးရှို့တယ်မိသားစုဝင်တွေကိုပြက်ခတ်တက်ဖြတ်တယ်ပေါ့နော်အဲ့တော့အာဒီဖြစ်စဉ်တွေကျွန်တော်တို့ရှိတယ်အဲ့ဒါကိုတက်ဖြတ်ဖို့အတွက်ခါလာ51ကဘူကြီးကနေပြီးတော့အမိန်ပေးလာတယ်ဆိုပြီးတော့အာသူကဝန်ခံထားတာလဲတွေ့ရတယ်ပေါ့နော်အာနောက်ပြီးတော့ဒီအစူးလိုက်အပြုံလိုက်တက်ဖြတ်မှုမှာဆိုရင်သူကနံမယ်တွေပါထုတ်ပေါ်ပြောလာတာတွေတွေ့တယ်ဒီထဲမှာဆိုရင်နေလင်းတို့ဘုံမှုနေလင်းတို့ဘူကြီးကြော်သွားလင်းတို့ဘူကြီးချစ်ကိုဝင်းတို့ဘူကြီးစုံမျိုးထွတ်တို့ဆိုပြီးတော့ ပါဝင်တယ်တရင်မှုကြီးလည်းပါဝင်တယ်ဆိုပြီးတော့အာသူကပြောတယ်အာနောက်ပြီးတော့ဒီတက်မတ်ခွန်ကအဓိကပေါ့နော်အာစစ်ကောင်စီတပ်ဖွဲ့ဝင်ကဒုံးပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်ကဒုံးဆိုတဲ့ဒီစစ်တီတူနဲ့ပူးပေါင်းပြီးတော့အာပြည်သူတူအရှင်လက်လက်လယ်ဖြီးလယ်လိတက်ဖြတ်တာတွေလည်းတွေ့ရတယ်ပေါ့သူသူလုံးလုံးခဲ့တာတွေကတော့အများကြီးပဲဒီဥစ္စာတွေကိုဗီဒီယိုဖိုင်တစ်ခုနဲ့အာကျွန်တော်တို့တွေ့ရတယ်ဒီဗီဒီယိုဖိုင်ကျွန်တော်တို့အရင်ဆုံးအတူတူနားထောင်လိုက်မယ်ပြီးမှပဲကျွန်တော်ဆက်ပြောတော့မယ်ပေါ့နော်ဒီဒီအစုံမျိုးရွာတွေကစာသင်ကျောင်းကျောင်းပါ တော့လူတန်းနေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်သွားဖြတ်လာလောက်ရတယ်အဲအကြောင်းကိုအဲအကြောင်းကျွန်တော်ကြော်သွားတယ်ကြော်တဲ့အချိန်ကမှအဲအကြောင်းတော့ရောက်တော့လူတန်းကြားလို့ဆိုတော့ခွန်းဆိုတော့အတန်ကြားလဲလို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့အဲကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အဲဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွေ့ကြည့်တယ်တွေ့ကြည့်ရင်မှာတမခွန်ကမရှိကတမခွန်ခွန်ပေါ့ခွန်ကအဲရကတော့ကအဲဆိုကိုလိုက်မယ်ခင်ဗျားတို့တွေ့ကြည့်တော်ပွားထောက်ပြလာမယ်ဒီတွေ့ကြည့်ခိုင်းတယ်ဒီအချိန်မှာကျွန်တော်တွားလဲတွားကြည့်လိုက်အောင်လူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့လို့ကျွန်တော်ခန်းလာခဲ့တယ်အဲ့ဒီသူကအသက်30ဝန်းကျင်လောက်ရှိပါတယ်အဲ့ အဲ့ခင်ဗျဘာသာလွတ်တာပေါ့သူကမေးတယ်အကရုံးကလေးပေါ့သူကပမာလို့မဖြစ်ဘူးအကင်လိုပဲပြောတဲ့ခါကျတော့ကင်လိုရောဘယ်လိုသူကဘလူးပြောလို့ပြောနေမှမသိဘူးဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်တော့မယူစားတတ်ဘူးအဲ့ရှင်ပါအဲ့နဲ့သူကကျွန်တော်မေးတဲ့အချိန်မှာပမာလို့လည်းမပြောတော့ဟာဒါဆိုရင်တော့ကရုံးကလေးပြောဒါဆိုရင် PDF ပဲဒီထဲမှာ PDF ရင်တော့ခိုးအောင်ရတာအဲ့မေလို့ PDF ရဲ့ချက်နေခဲ့တာမေလို့ဘာလဲဘာလာထောက်လန်းတာလဲဆိုတော့သူကမေးတဲ့အချိန်မှာအဲ့နဲ့မေးမင်းနဲ့ဒီဘက်ကျောင်းဒီဘက်နားတော့ပါအဲ့ဇီလန်းလောက်ပါကျွန်တော်ခေါ်သွားပြီးတော့ 阿梅啦，对咯，梅 <noise> 喽，费力帮忙咧，做没咧，慢慢批。对，对啊，帮忙路梅皮，勾勾撸白肉嘞，跟路撸啦，切啊撸啦，切啊撸啦，稳定。那东西我定是了，啊，对，对啊，那多是道嘞。哎哈，梅阿叔哩，老聊没了，么批我哈水咯，就那我小海吧的，就那我小海，就那我钙味啦，就那我，多少知道哦。对，讲啊钙都对，我啊钙，就讲啊做尿钙味啦，做梅咧，啊，都椰汁味没咯嘞，没批，么批乌哈水咯，做咧，没有，看罗啊，看罗啊，看罗啊，就。 မေးလို့မရလို့စစ်ကြောလို့မရလို့လူတူးတစ်ယောက်ကိုတေချာချာအကြောင်းရင်းတေချာမသိရဘဲနဲ့လက်လွတ်စပယ်တက်ဖြတ်တယ်ဆိုတော့ဖြစ်ရက်ကကျွန်တော်တို့ဘောနော်စစ်ရာသွေးမှုလို့ပြောလို့ရတယ်စစ်ရာသွေးမှုဆိုတော့အာဟိုပြစ်မှုတစ်ခုပဲဖြစ်ပါတယ်အဲ့တော့အာ तू ဘယ်ဘယ်သူ့ကိုတေချာမေးလीနောက်ဆုံးမေးမရဘူးဆိုရင်အာသူ့ကို ခေါ်ွားမယ်ခေါ်ွားပြဟုတ်ပြီဒါတော့ကျွန်တော်တို့မသိဘူးကျွန်တော်ပြောပါဗျာဖန်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 တာဒီကျွန်တော်ဘာမှမပြောသေးဘူးဒါပေမဲ့ဖန်တယ်ဆိုတဲ့အချိန်မှာဟုတ်ပြီဒီတယောက်ကိုဖန်မိလာတယ်ဒီတယောက်ကိုဖန်မိလာတယ်လာခေါ်လာပြီဟုတ်ပြီဒီကောင်ကမေးတယ်မေးမရဘူး तू ကဟိုဟာဘောနော်ဘာသာတကားကဗမာဘာသာတကားမတက်ဘူးအဲ့တော့တခြားဘာသာတကားနဲ့ပြောနေ Okay အပ်ပါဘာသာဘာသာကားလေဟုတ်လားကရင်လားပါလားအဲ့ဒါကိုစီးစစ်ကောင်နောက်ပြီးရင်အဒီတာတဝိုင်းကနေပြီးတော့ ဟိုဟွာဗောနော်ကျွန်တော်တို့အပ်ပါသားကနားလေတဲ့ဇက်ကပြန်တယောက်ကိုရှာရှာပြီးတော့သူဘာလဲဘာညာလဲဆိုတော့မေးရလက်လွတ်စပယ်တက်ဖြတ်လို့မရဒါကဒီပြူစောထီးတွေနဲ့ဒီစစ်သားတွေနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေပြစ်မှုတစ်ခုပဲကျွန်တော်တို့ရှိသေးတယ်တကယ်ဥစားကြီးအများကြီးရှိသေးတယ်ဒီကောင်ဝင်ခံတဲ့ဗီဒီယိုဖိုင်ထဲမှာဆိုရင်အများကြီးရှိသေးတယ်ကျွန်တော်ကဗီဒီယိုဖိုင်ရှေ့မှာဆိုလို့ကျွန်တော်လိုသလောက်ပဲကျွန်တော်ဖြတ်ယူထားတာဗောနော်ဒါလူတူးကိုရဲရဲဆက်ဆက်လယ်လီတက်ဖြတ်တယ်ဆိုတဲ့ဥစား ။ तू ဘာလဲဆိုတော့မတင်ကဘူးဟုတ်ပြီ။မတင်ကမတင်ကဘူးဟုတ်ပြီ။ဒါဟိုဟာဗောနော်မတင်ကဘူးဟုတ်ပြီ။ဟမ်။ဘာအကြောင်းရင်းလဲဆိုတော့တေချာစစ်စစ်ဆေးရမယ်။လူတူကိုလက်လွတ်သက်ပဲအတက်ဖြတ်လို့မရဘူး။အဲ့တော့ဒီတက်ဖြတ်မှုတွေကစစ်တပ်အတွင်းမှာလက်ကိုယင်နေတာပဲ။လက်ကိုယင်နေတာပဲ။လက်ကိုရင်နေလူတယောက်ကိုဟိုဘောနော်လူတယောက်ရဲ့အသက်ကိုသူတို့နှုတ်ဖို့ဆိုတာသူတို့အတွက်တကယ်တော့မခက်ခဲတဲ့ဥစ္စာတခု ဲ့ဒါကိုပြူစောတီဆိုတဲ့ကောင်လေးနဲ့သူတို့ကပူးပေါင်းပြီးတော့လောက်ကြပြူစောတီတွေကိုသူတို့အမာခံအဖြစ်အသုံးပြုတယ်ပြီးတော့အတ္တီသားကပြည်သူတွေကိုတတ်ဖြတ်တယ်အာနောက်ပြီးတော့စေရောက်သမှုတွေကျူးလွန်တယ်မိရှုဖြတ်စီတယ်ဒီလိုပြစ်မှုမျိုးတွေဟာအများကြီးဖြစ်လာအဲ့တော့ဒါတွေကအခုအချိန်မှာဟုတ်ပြီဒီကောင်တွေလောက်ခဲ့တဲ့ဥစ္စာဆို2023 2024ဝင်းကျင်မှာလောက်ခဲ့တဲ့ပြစ်မှုတွေများတယ်အဲ့တော့ဒီလိုအချိန်တွေမှာလောက်ခဲ့တဲ့အရာတွေဒီကောင်တွေဘယ်သူမှမတိလောက်ဘူးဆိုပြီးတော့ အာထင်ခဲ့ကြမှာပေါ့ဒါပေမဲ့အခုအချိန်မှာဖြစ်လာပြီထွက်လာပြီဒီဥစ္စာတွေထွက်လာပြီဒီကောင်းတွေမိလာပြီအရှင်တွေဖမ်းမိလာပြီမိလာပြီအဲ့ဒါကြောင့်ကျွန်တော်တို့ကဟိုဟာပေါ့နော်ဟိုပြောတာစစ်သားတယောက် ကကိုယ့်ဘက်ကိုခိုးဝင်လာပဲဖြစ်ပြီးဟိုဟာဖြစ်လာသူ့ကိုစစ်ကြောမင်းမြတ်မှုတော့လောက်ကိုလောက်ကဘာလို့လဲဆိုတော့သူတို့စီကနေပြီးတော့သူတို့ကျူးလွန်ငယ်ပြစ်မှုတွေဘာတွေလဲဆိုတာဟိုဟာဖြစ်မိမိဘက်ကိုခိုးဝင်လာတိုင်းလဲကျွန်တော်တို့ကအပြည့်ဟိုဟာ အာခုံဝင်လာတဲ့ကောင်ဒီကောင်တော့ easy ပဲထားလိုက်မယ်ဆိုပြီးတော့လုတ်လို့မရဒီကောင်ဘာပြစ်မှုတွေကျူးလွန်ခဲ့လဲပြည်သူတွေဘယ်နှဦးကိုတတ်ဖြတ်ခဲ့လဲကျွန်တော်တို့အရင်တော့ကစစ်တပ်ထဲမှာရှိတယ်ဟုတ်လားအပြစ်မှာလူတတ်မှုဖြစ်တဲ့စစ်တပ်ထဲဝင်လိုက်တယ်စစ်သားဖြစ်သွားပြီးွားပြီဒီကောင်ဒီကောင်ပြစ်မှုပုံဖြစ်တော့စစ်သားဘွားနဲ့ဒီကောင်တတရရပဲအဲ့ပြည်သူတွေနှိမ့်ဆက်တတ်ဖြတ်ပြီးတော့ AC တတရရနေတဲ့ကောင်စစ်တပ်ထဲမှာအများကြီးရှိတယ်အဲ့လိုပဲကျွန်တော်တို့လည်းအခုဟုတ်လားပြူစောတိပဲဖြစ်ပါစေဟိုပါဖြစ်မိမိဘက်ခိုးဝင်လာသူတွေကိုလည်းတေးချာချာစစ်ကြောအောင် သူတို့ရဲ့ပြစ်မှုတွေဘာတွေရှိလဲဘဏ္ဍာခွန်းတွေတော့ဘသူတွေကိုကျူးလွန်ခဲ့တာလဲကျွန်တော်တို့မှာကျွန်တော်ဒီတော်လိုင်းရေးမှာ justice ပေါ့နော်တရားမျှတမှုကိုပြန်လည်ရှာဖွေမဲ့အာ program တွေရှိတယ်ရီမန်းချက်တွေရှိတယ်ဘာလို့လဲဆိုကျူးလွန်ခဲ့တဲ့ဥစ္စာတွေအများကြီးပဲဟို2021တုန်းကလမ်းတွေပေါ်မှာရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ကောင်တွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့အရေးယူရမယ်အခုအချိန်မှာဟိုဟာကျွန်တော်တို့ခြေရွာတွေမှာမီးရှို့တပ်ဖြတ်ပြီးတော့ဟိုပေါ့နော် ပြည်သူတွေကိုရဲဆက်ဆက်တက်ဖြတ်တဲ့ကောင်တွေကိုလည်းကျွန်တော်တို့အရေးယူနိုင်ရမယ်။ဒါကအရန်ကိုအရေးကြီးတယ်။ခွင်းဆက်တွေခွင်းဆက်တွေကျွန်တော်တို့ကလိုက်ကမယ်။မိမိတီကိုရောက်လာတဲ့ဒီကောင်ပဲလည်းမင်းပဲတော့စစ်ကြောမယ်ဆိုပေါ်ပေါ်တယ်။ပေါ်ပေါ်တယ်။အခုလေဒီကောင်တွေစစ်ဒါဖမ်းဆီးရမိတဲ့အချိန်မှာဒီကောင်အကုန်လုံးထုတ်ပြောတယ်။ဟောဘယ်တော့မှဒါတော့မှကျွန်တော်ထင်တယ်ဒီကောင်တွေရဲဆက်ဆက်လုပ်ခဲ့တဲ့တခြားသောအရာတွေအများကြီးရှိအောင်မယ်။အခုဒီကောင်တွေထုတ်ပြောတဲ့ဥစ္စာတွေတော်တော် လူတယောက်ကိုဗျာဘာမှလည်းမဟုတ်ဘာမှအကြောင်းရင်းလည်းသိတာမသိမဲ့လဲလီးတပ်လိုက်တယ်ဆိုဘလောက်ကြီးစိုးွားတဲ့အရာတခုလဲဆိုတော့ကျွန်တော်မြင်တွေ့လိုက်ရတာဒီလိုဥစ္စာတွေအများကြီးရှိသေးတယ်ကျွန်တော်တို့မတိလိုက်တဲ့ပြစ်မှုတွေမတိလိုက်တဲ့အရာတွေရှိသေးတယ်ခံလိုက်ရတဲ့ဥစ္စာတွေအများကြီးရှိတယ်ကျွန်တော်တို့ပြန်ပြီးတော့အပြစ်ပေးရမယ်ရာသွေးမှုကျွလွန်တဲ့သူကိုမိမိဘက်ကပဲဖြစ်ပါစေသူတစ်ပါးဘက်ကအိုဒီရန်သူဘက်ကပဲဖြစ်ပါစေပြစ်လာရင်အေးအေးယူနိုင်မှာဒါမှကျွန်တော်တို့နိုင်ငံမှာတရားဥပဒေစိုးမမှုကပြန်ရှိတော့မှာ အရေးယူနိုင်ရမယ်အရေးမယူနိုင်သေးရွေ့ဟောလားဒီကောင်တွေအပြစ်ပေးအရေးမယူနိုင်သေးရွေ့ကျွန်တော်တို့နိုင်ငံမှာဟောလားလုံလိုက်ကွာပြီးရင်ဖုံးလိုက်မယ်ဟောလားဘယ်သူမှမသိဘူးပြီးရင်ပတ်စံနဲ့ပေးလိုက်မယ်ဟောလားဝိတ်နဲ့ဖိလိုက်မယ်ဟိုဟာနဲ့လှုပ်လိုက်မယ်ဒီဟာနဲ့လှုပ်လိုက်မယ်ဆိုပြီးတော့ဖြစ်နေတဲ့အရာတွေကအများကြီးကိုကျွန်တော်တို့ရှိသေးတယ်ဒါတွေကိုကျွန်တော်တို့လျှော်လို့မရဘူးဒီခေတ်ကြီးမှာကျွန်တော်တို့လျှော်လို့မရတော့ဘူးကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တာတွေဆက်လက်လှုပ်ဆောင်ရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အခုလည်း စစ်တပ်နဲ့ပေါင်းတဲ့ပြူစောထီးတွေရဲ့ပြစ်မှုတွေကျွန်တော်တို့တဖြည်းဖြည်းပေါ်လာပြီဖြစ်တဲ့အတွက်ဒီကောင်တွေဥစ္စာကိုလည်းကျွန်တော်တို့မှတ်ထားရမယ်မှတ်ထားရမယ်မှတ်ထားရမယ်ဒါပဲပြောချင်ပါတယ်ခင်ဗျအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ TNLA ကမနေ့ကသတင်းစာရှင်းလင်းပွဲလုပ်တယ်ဒီသတင်းစာရှင်းလင်းပွဲမှာဘာတွေပြောလဲဒါအားလုံးလည်းသိပြီးသွားပြီ အထင်မှမှာကျွန်တော်ဗီဒီယိုဖိုင်လေးကိုပဲကျွန်တော်အရင်ကြည့်မယ်ဗောနော်အာကျွန်တော်တို့မြင်တော့တဲ့တမျိုးတော့မမြင်မိပါဘူးရှိလဲမရှိဘူးလို့ပြောတော့ကျွန်တော်သိရပါတယ်တောက်ဆောင်ပြောနိုင်ငံရဲ့ချိတ်ကပ်မှုကတော့သူတွေပြန်ပါနေစမှာတပည့်ပေါ်ဆောင်ရမှုတပည့်လုပ်လို့မရဘူးအဲပြီးတော့ဒီသူရဲ့ဒီ pipeline တစ်ချောက်ဗောနော် gas pipeline တစ်ချောက်တပည့်မလုပ်ရဘူးတပည့်မဖြစ်ရဘူးအဲတော့ဒီမကဘူးဒီသူရဲ့ jet source ပါရရှိတယ်မြင်ရဗောနော်သူရဲ့ဆီပေါ်ရရှိမြင်ရဆက်ရုံနဲ့ရှိတယ်မြင်ရအဲ့ဒီလိုကိုတပည့်မလုပ်ရဘူးတောက်ဆောင် ်ဆယ်နဲ့ချီတော့လျှောက်တာအမြဲတမ်းပုံအမြင်နဲ့ဒီလူကိုယ်တိုင်နဲ့တွေ့မှလည်းပြောတယ်အားဒီမက်ဆေ့နဲ့လည်းလမ်းအလားပြည့်တဲ့တာပုံမှန်နဲ့မြင်းနဲ့တောက်လျှောက်သူအားဒီမျိုးတပည့်မဖြစ်မဖြစ်ပါဘူးတောက်လျှောက်ဒီပြောခဲ့တယ်ဆိုတော့အဲ့ဒီမျိုးပြောခဲ့တာပြောခဲ့တဲ့နိုင်ငံကမက်ဆေ့တက်ခဲ့တဲ့တာပုံမျိုးတော့အဖြစ်နဲ့ရေးလည်းမရှိပါဘူးရှိလည်းမရှိဘူးလို့ကျွန်တော်တို့ပြရပါတယ်အမှန်တရားသို့ဆိုမှုပုံမှန်ဒီ training ရည်သားတဲ့ဘက်ကတက်ခါမှာတို့ပိတ်မှုစစ်လားဆိုတော့ဒါလည်းဒါကျွန်တော်တို့အဖွဲ့စည်းတက်ဆိုင်ရာအဖွဲ့စည်းပြည်ပွဲပြဌာန်းမှုလို့ပဲကျွန်တော်တို့နားလည်ပါလေအဲကြောင့်မလို့လူပတ်တဲ့တရေထုတ်ပြန်မှုတွေကျွန်တော်ပုံမှန်လုပ်ဆောင်နေရှိပါလေနောက်မှဒီချိန်ဆောင်မှုရှိသလားဆိုရင်ဒါရှိတယ်လို့ပြောရမယ်ဒီမှာလေမရှိလို့ဆိုတော့ဘုဒ္ဓဘာသာကအာဒါရှိသည်အစိုးရကနေမှဒါကျွန်တော်တို့ပိတ်မှုတဲ့စာအလို့ ကလေးကအလုံးမမိကြတယ်မလို့ခင်ပါတယ်အဲ့တော့ဒီမှာကပါဘူးခုနကဒီအဲနှုတ်နဲ့ရောတခြားနည်းလမ်းကြောင်းနဲ့ရောအပုံမှန်ခုနကဒီဖိအချင်းချမှုဆိုတာကပြားပေးမှုပေါ့နော်ဆိုတော့အဲ့ဒီလိုပုံမှန်တော့ရှိနေပါတယ်လို့ကျေးဇူးပြောကြလို့ပါတယ်နော်ဒီ view ไว้ว่าล่ะသူဟိုပါเนาะပြောပါတယ်လို့ရှင်အဲဒီမှာတခုကတရုတ်အစိုးရကသူတို့ကိုချင်းချောက်တယ်ဆိုတော့ ပုံစံမျိုးပြောရတာရှိဟုတ်တယ်တကယ်ကိုချိန်ချောက်ခံနေရဟိုတလောရံကျွန်တော်တို့ online social media မှာပြန်လာရတာအဲတုန်းကဒီ TNL ရဲ့ပြောရေးဆောင်ဝန်ရှိသူလွေးဦးကိုယ်တိုင်ကဒီဥစ္စာတကယ်ဟုတ်တယ်ဆိုတဲ့အကြောင်းပြောတာလည်းရှိပါအခုဒီဘုံမူဤတာပန်လကိုယ်တိုင်လည်းပြောလာတာရှိတယ်အခုဒီသတင်းစာရှင်းလင်းပွဲမှာလည်းပြောလာတာရှိတယ်ဗောနော်အဲ့တော့ TNL ရဲ့ဒီကာလမှာဟိုပါဗောနော်ဟိုသူကြကြနိုင်ငံရေးစီရေးသတင်းစာရှင်းလင်းပွဲလှုပ်လှုပ်ထမရှိဘူးအေကတော့ အမြဲတမ်းလို့လို့လုပ်လို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘောနော် TNL ကတော့ဒီဥစ္စာကိုလုပ်လို့လုပ်ထားမရှိတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အခုမှဘောနော်ဒီသူတို့မှဒီတရုတ်ဖီအားနဲ့တခြားဥစ္စာကြီးဖြစ်နေတဲ့အချိန်မှာမှာဒီဘောနော်တင်းသာရှင်းလင်းပွဲကိုပြုတ်လုလာဖြစ်တယ်ဒီတဲမှာပြောသွားတဲ့အချက်တွေအများကြီးရှိတယ်ဒီအချက်တွေကကျွန်တော်တို့ဘောနော်ဟိုတခုကတော့ TNL အနေနဲ့ကတော့ဘောနော်ဟိုတရုတ်ကိုတရုတ်ရဲ့ဖီအားရှိတယ်သူတို့မှဒါပေမဲ့ တို့ရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုတော့ဒီသတင်းစာရှင်းလင်းပွဲမှာပြောသွားတာရှိတယ်။ဒီဥစ္စာမှာဘာလဲဆိုတော့တော်လန်ရေးမအောင်မြင်တဲ့၍လက်ရှိ မျိုးဆက်များသာမကပဲတဲ့။နောက်မျိုးဆက်များသည့်စစ်ဘေးဒဏ်ရင်ဆိုင်ခံသားမှုဖြစ်၍အာဏာရှင်ချုပ်ငင်းရေးကိုပဲတို့ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့အာဒီသတင်းစာရှင်းလင်းပွဲမှာဘုံမီတာပန်လာကနေပြီးတော့ပြောသွားတာကိုကျွန်တော်တွေ့ရတယ်။ဒီထဲမှာမှသူပြောတဲ့အစကားထဲမှာမှကျွန်တော်တစ်ခုကိုကျွန်တော် အကောင့်လုပ်ပြီးတော့ပြောပြခြင်းတယ်အဲသူပြောရတာဘာလဲဆိုတော့ကျွန်တော်တို့ကအခုကျွန်တော်တို့တွားနေတဲ့တော်လိုင်းတိုက်ပွဲမအောင်မြင်သေးဘူးဆိုတေချာတယ်တဲ့အာဘောနော်အာတန်တရာလဲနေမှာပါတဲ့နော်စစ်ရေးတန်တရာငင်းငယ်ရေးတန်တရာအပြစ်ခတ်စစ်ရေးအပြစ်ခတ်ရစေးတန်တရာအဲ့ဒီကနေဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပဲねကျွန်တော်တို့ကလွန်ခဲ့တဲ့ကျွန်တော်တို့ရဲ့အဖိုးအဖွားတွေအဖေအမေတွေကစစ်ပီးတန်ခံခဲ့ရပြီတဲ့ကျွန်တော်တို့လက်ထက်မှာလဲဒါရင်ဆိုင်နေရတယ် ပေါ့နော်ကျွန်တော်တို့အပိသက်အာနာရှင်ခြုံငင်းရေးမဆောင်ရွက်ဘူးဆိုရင်တော့တေးကြတယ်နောက်ထပ်ကျွန်တော်တို့မျိုးသက်တွေလည်းစစ်ဘေးဒဏ်ပဲခံရပြီးမှတကယ်လူသားတယောက်လုံးနေနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့အာနာရှင်စနစ်အပိတိုင်ခြုံငင်းမှုအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်မှာဆိုပြီးတော့သူကတရင်သာရှင်းလင်းပေါ်မှာဒီ message ကိုပေးသွားတာကိုကျွန်တော်တို့တွေ့ရအဲ့တော့ပြောမယ်ဆိုရင်သူတို့ကလာရှိုးလိုမျိုးအာ NND ပြန်ပေးလိုက်ရတဲ့လိုမျိုးသူတို့ကပြန်ပေးမှာမဟုတ်ဘူး သူတို့ရောက်အောင်ခုခံမယ်ဒီအကြက်တဲ့အခက်ခဲတွေကြားထဲကနေပြီးတော့သူတို့ဖောက်ထွက်ပြီးတော့ဟောတော့ဒီအာနာရှင်ခြုံချင်းရို့ပဲသူတို့ရဲ့မဟာမိတ်တွေနဲ့အတူတူပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ဥစ္စာတခုတည်နေလေရဒီသတင်းစာရှင်းလေးဘက်မှာဟောတတိကြကြနဲ့ရှင်းရှင်းလင်းလင်းပြပြသာသာပြောသွားတယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့သူတို့ပြန်ပေးရမရှိဘူးဟောတော့ဒီဘာလို့လဲဆိုတော့ဒီတိုက်ပွဲတွေကိုတိုက်တာသူတို့ပြောတယ်ခုနကကျွန်တော်ကျွန်တော်ဖတ်ပြတဲ့ ကျွန်တော်ပြောပြရတဲ့ကောင်းထုတ်ချက်လေးတည်းမှာဆိုရင်ဘာလဲဒီဥစ္စာအတန်တရားလဲနေပါပဲဟုတ်ပြီဆွေးနွေးဝဲလုပ်တယ်အာဟိုဟာဖြစ်တယ်ပြီးရင်ပြန်ဆုတ်လိုက်ရတယ်ဟိုဘယ်နည်းမြေလည်းမတိုးလာသလိုသူတို့ရဲ့ရည်မှန်းချက်တွေလည်းအောင်မြင်လာမှာမဟုတ်ဘူးအဲ့တော့ဒီဥစ္စာကအရန်ကိုအရေးကြီးတယ်အရန်ကိုအရေးကြီးတယ်ဒီဥစ္စာကြီးကိုကျွန်တော်တို့သိနေဖို့လိုတယ် သူတို့ပြောว่าဒီအာနာရှင်မချုပ်ငင်းဆိုဒီစစ်ပွဲတွေကဆက်ဖြစ်နေမှာအခုတော့ MND လားရှို့ကိုပြန်ပေးလိုက်ရဟုတ်ပြီ MND လားရှို့ကိုပြန်ပေးလိုက်တရုတ်ကလည်းဂျားတွေကစောင့်ကြည့်နေတယ်ဆိုပေမဲ့စစ်တပ်ကသူတို့အင်အားပြန်ကောင်းလာခဲ့သည်ရှိတော့ဟောနော်သူတို့အင်အားပြန်ကောင်းပြန်ကောင်းလာခဲ့သည်ရှိတော့အင်အားပြန်ကောင်းလာခဲ့သည်ရှိတော့ MND ကိုပြန်တိုက်အောင်မှာ MND ကိုပြန်တိုက်အောင်မှာဖြစ်တယ်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့တွေဟာ သိရမယ်စစ်တပ်ဒီဘန်လန်းချောင်းကိုသွားနေတာလဲတရုတ်ဒီဘန်လန်းချောင်းကိုသွားနေတာလဲဒါကိုသိရမယ်အခု TNLA မှာဖီအားတွေအများကြီးကြာရောက်နေတယ်တရုတ်ကနိုင်ငံရေးအကြပေးတဲ့ဖီအားနောက်ပြီးတော့စစ်တပ်ကနေပြီးတော့လေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်တဲ့စီရေးဖီအားဒါတွေကိုသူတို့ကြာရောက်နေတာဖြစ်ပါတယ်သူတို့နယ်မြေထဲမှာရှိတဲ့ပြည်သူတွေကိုသူတို့ဘယ်လိုစောက်ရှောက်မလဲသူတို့ဘယ်လိုကာကွယ်မလဲဆိုတဲ့မေးခွန်းတွေသူတို့မှတောက်လျှောက်ဝင်လာတယ် ျွန်တော်မနေ့ကတော့ဗီဒီယိုမှာကျွန်တော်ပြောပြသွားပါပြီ TLL မှာဖီအားပေါင်းများစွာကြာရောက်နေအခုလည်းသူတို့မှာဖီအားပေါင်းများစွာကြာရောက်နေတယ်ဒါပေမဲ့သူတို့အာနာရှင်ချုပ်နှင်းကြီးကိုပဲဆက်လက်ချီတက်သွားမယ်ဆိုတဲ့ message ကတော့တိကျပြတ်သားလုံးနဲ့ကောင်းမွန်လုံးနဲ့လို့တော့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့ဆက်သွားမလားသွားမှာသွားမှာကိုရမှာတော်လည်းကြီးမှာဆုံးရှုံးမှုဆိုတာသူ့ဘောက်သူရှိပါဒါပေမဲ့ဆုံးရှုံးမှုကိုအနည်းနိုင်ဆုံးနည်းအောင်လုပ်ပြီးတော့ရှေ့ကိုဆက်သွားနိုင်ရင်ကျွန်တော်တို့တော်လည်းကြီးအောင်မြင်ပါပါ ဆုံးရှုံးမှုကတော့ရှိပါတယ်ကျွန်တော်တို့ဒီဒေါ်လာရင်းလင်းနှစ်တာကာလအတွင်းမှာကျွန်တော်တို့ဘက်မှာလူတွေအများကြီးဆုံးရှုံးသွားတယ်စိတ်ဒဏ်ရာပေါင်းများစွာကျွန်တော်တို့မှာရှိတယ်ဒေါ်လာရေးကိုပြပပဲရောက်နေနေပြည်တွင်းမင်းနေနေဟိုစိတ်ဒဏ်ရာချင်းတော့မတူဘူးပေါ့ဗျာအတိတ်အနဲ့ချင်းတော့မတူဘူးပေါ့ဒါပေမဲ့လူတိုင်းမှာစိတ်ဒဏ်ရာတွေရှိခံစားရတဲ့အရာတွေကလူမဆန်တဲ့အာလုံလုံရက်တွေကနေရလာတဲ့ဥစ္စာတွေကိုချင်းစာစိမ်မရှိတဲ့အရာတွေကနေရလာတဲ့ဒဏ်ရာတွေအများကြီးပဲကျွန်တော်တို့မှာ ပြင်ပတန်ရာအထက်စိတ်တန်ရာတွေကကျွန်တော်တို့နိုင်ငံသားတွေမှာဝင်နေတယ်အများကြီးပဲတနိုင်ငံလုံးမှာကိုကျွန်တော်တို့အစိတ်တန်ရာတွေအားလုံးရနေကြအဲ့တော့ဟိုဒီစိတ်တန်ရာတွေဒီဥစ္စာတွေဘယ်သူတွေပေးနေတာလဲဘယ်သူတွေပေးနေဒီကောင်တွေပေးနေတာဒီကောင်တွေပေးနေတယ်ဒီကောင်တွေပေးနေတယ်ဒီကောင်တွေပေးနေတယ်ဒီကောင်တွေဒီကောင်တွေရှင့်နေသေးဒီဥစ္စာတွေကဆက်ဖြစ်နေအောင်မှာတချို့တွေလို့ပေါ့နော်ကျွန်တော်တို့ကတော့အာနာရှင်တွေကိုဖြောင်းဖြပြီးတော့ဟိုပေါ့နော်ဟို ရောက်အောင်လုပ်ကြည့်မယ်လို့ပြောမယ်နိုင်ငံရေးအရတိုက်ပွဲဝင်ကြည့်မယ်လို့အဲ့ဒါမားနေပြီအဲ့ဒါရောမားနေပြီအဲ့ဒါရောမားနေပြီကျွန်တော်တို့စီရေးအရသိရတဲ့စီရေးအရကျွန်တော်တို့အောင်မြင်မှုရအောင်ယူရမယ်စီရေးစီရေးနဲ့အဆုံးသတ်ပြီးနိုင်ငံရေးလုပ်ရမယ်ဒါပဲအဖြေကအဲ့ဒါပဲအဖြေကအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့တွေအခု TNL ကတော့တင်းစားရှင်းလင်းပွဲနဲ့အတူဟိုပါဘောနော်အဲကျွန်တော်တို့ဟို ပြည်သူတွေကိုပြောပြလာပြီသူတို့ဒီဆေးရနာရှင်ခြုံငိမ့်နဲ့ဆက်လက်တိုက်ခိုက်မှာဖြစ်တဲ့အတွက် ATNL ရဲ့တချို့ချို့လုံဆောင်ချက်တွေဝေဖန်ချက်တွေဘာညာကြီးလဲအများကြီးရှိကြပါဗျာဒါပေမဲ့ကျွန်တော်တို့တေးကြအောင်ဒီခေတ်က ATNL ဒီဆေးရနာရှင်ခြုံငိမ့်တွေအတွက်တွန်းလှန်တိုက်ပွဲဝင်ဖို့သူတို့ဆုံးဖြတ်ထားတယ်ဆိုတဲ့အချက်ကိုတော့လောလောဆယ်ကျွန်တော်တို့သိထားတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ကျွန်တော်အတွေးကျွန်တော်အမြင်အစီအစဉ်ကိုဒီမှာပဲရန်သားခြင်းပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တဏိတာကိုဖြတ်သန်းနိုင်ကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ